မန်ချက်စတာယူနိုက်တက်အသင်းပြအမိုရန်ကယူရိုပါလိ16သင်းအဆင့်ပထမအကြိမ်မှာဆိုစီဒက်စ်အသင်းနဲ့တင်ပြကြခဲ့ပြီးတဲ့နောက်အင်ကွင်းမှာအနိုင်ကစားရတော့မှဖြစ်လို့ဖိအားပုံများသွားပြီလို့သုံးသပ်ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကစပိန်မြေမှာရှင်ပြန်ကစားခဲ့တဲ့ယူရိုပါလိ16သင်းအဆင့်ပထမအကြိုပွဲစဉ်မှာဆယ်စီရဲ့အသင်းကိုနဲ့ Asian Societas အသင်းကိုဦးဆောင်နိုင်ခဲ့ပေမဲ့ပန်နတီပေးခဲ့ရပြီးပွဲပြီးမှတကိုးစီသေရကြခဲ့တာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အနေနဲ့အဲ့ဒီပွဲမှာ Societas အသင်းထက်ဂိုးရနိုင်တဲ့အခွင့်အလမ်းတွေပုံမဖန်တီးနိုင်ခဲ့ပေမဲ့တကိုးပဲသွင်းယူနိုင်ခဲ့တဲ့အတွက်စိတ်ပျက်မိကြောင်းလဲအသင်းနည်းပြအမော်ရန်ကပြောပါရယ် အဝရံကတရင်ရလက်ထွက်ပေါ်ခဲ့တာဟာကစားသမားတွေအနေနဲ့ပွဲချိန်ပြည့်ကြမ်းခိုင်မှုပြေဝစွာမကစားနိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်းသုံးသပ်ခဲ့ပါတယ်။ပန်နတီမပေးရခင်အထိကျွန်တော်တို့ပွဲကိုကောင်းကောင်းထိ ंछ ုပ်ထားနိုင်ခဲ့ပါတယ်။ပန်နတီပေးလိုက်ရတဲ့နောက်မှာတော့အချိန်တွေကအနည်းငယ်ပြောင်းလဲသွားပါတယ်။နောက်ဆုံးမိနစ်30မှာကျွန်တော်တို့အသင်းကတကယ့်ကိုမောပန်းနှွမ်းနေနေပါတယ်။ဒါကိုခမားလဲခန်းစားမိပါလိမ့်မယ်။လာမယ့်ပွဲကတော့ချားနာတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ကျွန်တော်တို့ပေါ်ဖိအားတွေလည်းရှိလာမှာပါ။ဒါပေမဲ့ရင်ဆိုင်မှုအဆင်သင့်မှာပဲလို့အမော်ရန်ကပြောကြားခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်အသင်းဟာလာမယ့်တနင်္ဂနွေနေ့မှာပရီးမီးယားလိပွဲစဉ်အဖြစ်အစင်လာပြန်ပက်အာဆင်နယ်အသင်းနဲ့ရှင်ပြန်ရမှာဖြစ်လို့ပွဲချက်တွေဇက်တိုက်ရင်ဆိုင်နေရတဲ့အခြေအနေလေးဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာပြန်ပွဲစုံနောက်ဆုံး၅ပွဲမှာနိုင်ပွဲတစ်ပွဲသာရယူနိုင်ခဲ့တာကြောင့်နေပြအောင်ရန်အနေနဲ့လည်းဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။